မင်္ဂလာပါကိုခိုင်းစ်တဖုတ်ဘောရှူအနေကျူတူပါရယ်ဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့တည်နေတဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြမှာရယ်ဟုတ်ကဲ့ကျွန်တော်ကိုခန့်ပါပထမဆုံးဆွေးနွေးပေးခြင်းတဲ့တည်င်းကတော့ Manchester United နဲ့ပတ်သက်တဲ့တည်င်းပဲဖြစ်ပါတယ်ပေါ်ပြထားတဲ့တည်င်း source ကတော့ မေရာပါခင်ဗျ sorry pro league club အတင်းတင်းဖြစ်တဲ့အေဟီလီယာပေါ်တဂယ်လေရွေးစဉ် Bruno Fernandes ရဲ့ကိုယ်စားလှယ်နဲ့တတိယအကြိမ်တွေ့ဆုံဆွေးနွေးဖို့စီစဉ်နေတယ်ဆိုပေမဲ့လည်း Manchester United နီးပြ Ruben Amorim ကတော့ဒီအသက်30အရွယ်ကစားသမားကိုအသင်းမှာဆက်ပြီးတော့ရှိနေစီလိုတယ်လို့သိရပါတယ်ဒီအတွက်ကြောင့် United အသင်းတာဝန်ရှိတဲ့သူတွေကိုအသင်းမှာပဲဆက်နေစီဖို့ဆွဲဆောင်ရင်ကြိုးပမ်းမှုတွေပြုလုပ်ခိုင်းဖွယ်ရှိနေတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ် Bruno Fernandes ဒီ Manchester United အသင်းကိုဘယ်လောက်ထိချစ်တဲ့ကစားသမားလဲဆိုတော့ကျွန်တော်တို့ ဘေးပရိသတ်တွေတောင်သိပါတယ်ယူနိုက်တက်အခုနောက်ပိုင်းလူခေါ်ယူမှုတွေမှာ အမှန်ကန်ဆုံးလူခေါ်မှုဟာဘရူနိုဖာနန်ဒက်စ်ပါသူရဲ့အကောင်းဆုံးအသက်အရွယ်မှာတောင်မှရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့ငင်းဆန်ပယ်ချခဲ့တဲ့အတွက်ကြောင့်ဒီလိုအသက်အရွယ်မျိုးမှာသူရဲ့စိတ်အားထက်သန်မှုအောင်မြင်မှုစာလောင်မှုနဲ့ကျွန်တော်ကတော့ဥရောပမှာပဲဆက်ရှိနေဖို့များတယ်လို့ယူဆတယ်အနာဆာရဲ့တာဝန်ရှိတဲ့သူတွေနဲ့ဘရူနိုရဲ့တာဝန်ရှိတဲ့သူတွေတွေ့ဆုံတာဒါတတိယအကြိမ်ရှေ့နှစ်ကြိမ်လုံးကိုဘရူနိုကကန်ဆယ်လုပ်ခဲ့တယ်အဲ့တော့ဒီတစ်ခါမှလည်းဘလို့ညှိနှိုင်းညှိနှိုင်း အဲ့လောက်ထိလွယ်ကူမယ်လို့မထင်ဘူးတခါတလေကြာရင်ငွေကြေးထက်အရေးပါတဲ့အရာတွေရှိတယ်အဲ့တော့ဒီငွေကြေးထက်အရေးပါတဲ့အရာတွေကိုကျွန်တော်တို့ဘဲပေတံထဲမှာတိုင်းတာလို့မရပါဘူးဒီထဲမှာဘရူနိုရဲ့အသင်းပေါ်မှာထားတဲ့မေတ္တာတရားနဲ့ချစ်ချင်းတရားပါပါတယ်အဲ့တော့ဘရူနိုဖာနန်ဒက်စ်အယ်နန်ဆာကိုပြောင်းရွှေ့မဲ့တဲ့င်းတွေကိုတော့ကျွန်တော်ကအခုတစ်နှစ်နှစ်နှစ်အတွင်းဖြစ်နိုင်မယ်လို့မထင်ဘူးဘရူနိုဖာနန်ဒက်စ်ကိုစာချုပ်တဒန်တူချုပ်ဆိုထားရဆိုပေမဲ့2029ခုနှစ်မှာစာအုပ်တဒန်ကကုန်ဆုံးမယ်အဲ့ဒီချိန်ရောက်ရင်တော့ဘရူနိုဖာနန်ဒက်စ်ရဲ့အသ က်ရွယ်ကအနေငယ်တော့ကြီးကောင်းကြီးပြီပေါ့နော်။ဒါပေမဲ့သူအသင်းပေါ်မှာပေးဆက်အနစ်နာခံခဲ့မှုတွေကိုငဲညာပြီးတော့သူ့သူကောင်းပြုတင်တယ်ဒီထက်ပိုပြီးများပြားတဲ့လောက်ခပမာဏနဲ့ renew contract ချုပ်တင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်ဟိုမတော်တဆပေါ့နော်တဖက်က မလုံးအပေးကောင်းလွန်းရင်တော့လူစိတ်ဆိုတဲ့သဘောတဘာဝအရာကျွန်တော်တို့ပြောလို့တော့မရဘူးဘရူနိုအတင်းကိုဘလောက်ပဲချစ်ချစ်တဖက်ကလုံးဝအော်မင်တပ်ဖွဲ့ရာကောင်းလောက်တဲ့မလုံးပေးမှုတွေနဲ့ကမ်းလန်းလာခဲ့သည်ရှိတော့ဒါအကုန်ကုန်ပြောပြတာတဖက်ကလည်း United က renew contract လည်းမလုပ်ဒီပုံတိုင်းမဲ့သွားနေမယ်ဆိုရင်တော့ကျွန်တော်တို့ပြောတယ်လို့လူစိတ်ဗျာသူအတင်းကိုအရင်ချစ်တယ်ပေးဆက်ခဲ့တဲ့အနစ်နာခံခဲ့ပေမဲ့သူ့သက်လည်း30ရှိပြီပြောချင်တာ United တင်တာဝန်ရှိရတဲ့သူတွေအနေနဲ့အလိုက်တိစွာဘရူနို Fernandez ကို renew contract ပြန်ပြီးတော့ချုပ်ဆိုသင့်တယ်လို့ကျွန်တော်ယူဆပါတယ်။သူ့ရဲ့ တိုက်ရိုက်ခိုက်ရေးပြေဝတဲ့စိတ်ပိုင်းဆိုင်ရာအရာနောက်ထပ်အသင်းမှာတနည်းနည်းနဲ့ဆက်ရှိနေရင်တောင်မှအသင်းတို့ကအများကြီးအထောက်အကူပြုနိုင်တဲ့ကစားသမားတယောက်လို့တော့သုံးသပ်မိပါလက်ရှိလောတဲ့အချိန်ထိကတော့အနာစာအသင်းကိုပြောင်းရွှေ့ဖို့အတွက်ကျွန်တော်ကတော့လမ်းမမြင်ပါဘူးခင်ဗျကဲနောက်ထပ်သတင်းတစ်ပုဒ်ကျွန်တော်ဆက်ပြီးဆွေးနွေးအောင်ခင်ဗျအာစနယ်အသင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းထဏာကတော့ TBR Football ဖြစ်ပါတယ်ခင်ဗျအာစနယ်အသင်းရဲ့အာဂသဒရိုက်တာတဲ့ Andrea Barta တိုက်စစ်မှုတဲ့တူးကိုခေါ်ယူဖို့သဘောတူညီမှု ရထားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်စစ်မှုတူကဘသူဖြစ်မလဲဆိုတာကိုဟိုဆက်လက်ပြီးတော့ခံမှန်းထားတယ်ပေါ့နော်။ Vitor Jokic နဲ့ဒီ Slovenia လက်ရွေးစဉ်တိုက်စစ်မှု Benjamin Shishko တို့နှစ်ယောက်ထဲက ဒါတယောက်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါဖော်ပြထားတာပါတိတ်တော့လည်းထူးဆန်းမနေဘူးအာစတန်တင်းရဲ့တိုက်စစ်ပြစ်မှတ်တွေကိုကျွန်တော်တို့ငကူကလေးကဟိုတိထားတာပါတိုက်စစ်မှုတွေကလည်းမများအစားမရှိဘူးဗျာနော်အီဆက်မာဒီယက်စ်ခူးညာဘန်ဂျမင်ရှက်ရှ်ကိုဖီဒယ်ယော့ကစ်ဒီတဲ့ကတယောက်လောက်တော့အာစတန်အသင်းနဲ့တကယ်ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလက်ရှိအချိန်မှာတိုက်စစ်မှုမဖြစ်မနေလိုအပ်နေတဲ့ကလပ်အသင်းတွေကိုလိုက်ကြည့်မယ်ဆိုရင် အာစတန်ကထိတ်ဆုံးမှရှိနေတယ်တိုက်စစ်မှုကောင်းကတော့အသင်းတော်များတော့လိုတာပေါ့နော်လီဗာပူးလည်းတိုက်စစ်မှုကောင်းလိုတယ်မန်ချက်စတာယူနိုက်တက်လည်းထူ နီတူပဲ Chelsea အားလုံးဒီပါထိုနီတူပါပဲ Man City ကလွဲလို့ပေါ့သို့တော်လည်းအသင်းမှာရောင်းပြီးမှဝယ်ရမယ့်အခြေအနေမျိုးနဲ့ ပြန်လဲ adjust လုပ်ကြည့်မယ်ဆိုရင် Arsenal ကတော့လှိမ့်မြန်စွာပူခေါ်လို့ရ Chelsea မှာ Nicholas Jackson ရှိနေသေးတယ် Manchester United မှာ Joshua Zirkzee နဲ့ Ramos Thailand ရှိနေသေးတယ်တိုက်စစ်မှုတယောက်လူကျင်တော့မှဒီကစားသမားတွေကိုရောင်းချဖို့လိုတယ်အဲ့အတွက်ကြောင့်လက်ရှိတိုက်စစ်မှုကောင်းမှန်သမျှကို Arsenal အသင်းအများကြီးအိမ်မက်မက်လို့ရတယ်ဒါ့အပြင်အသင်းရဲ့ Sporting Director အသစ် Andrea Barta သည်အပြောင်းရွှေ့တွေကိုတကယ်ထက်ထဲဝင်ဝင်လက်ကြီးတယ်ဗျာပြောချင်တာပတ်စံအမြောက်အများသုံးဆွဲပြီးတော့လှုပ်တက်တဲ့ Sporting Director တယောက်တနည်းအားဖြင့် Martin Superman ကိုစာချုပ်ဖြတ်သိမ်းခြင်း ူတို့တန်းချောက်တယ်ပေးပြီးခေါ်ဖို့သဘောတူညီမှုရထားတဲ့သတင်းတွေပါတယ်ကျွန်တော်ကြားရသေးတဲ့အခါကျတော့အခုတိုက်စစ်မှု၂ယောက်ထဲကတစ်ယောက်ကပြောမရဘူးအာဆင်အသင်းကိုရောက်လာနိုင်ခြင်းရှိတယ်လို့တော့ကျွန်တော်ထင်တယ်ဘယ်တိုက်စစ်မှုဆိုတာကတော့အတိအကျပြောလို့မရသေးဘူးဆိုရင်ပဲဘယ်သူဖြစ်နိုင်လဲဘရူရီလို့မေးရင်တော့ကျွန်တော်က၂ယောက်လုံးဖြစ်နိုင်တယ်လို့ထင်တယ်ဖီဒယ်ယော့ကီယက်ကလည်းအာဆင်အသင်းကိုပြောင်းခြင်းတယ်ဆိုတော့သတင်းမျိုးတွေကျွန်တော်ကြားထားရတယ်ဒါပြင်ဘန်ဂျမင်ရှက်ရှ်ကိုကလည်းအခုနွေရာသီအပြောင်းရွှေ့ကာလမှာအာဆင်နဲ့အနည်းဆက်ဆုံးအခြေအနေဖြစ်ခဲ့တာသို့တော့ဟိုစာအုပ်တက်တဲ့အကြောင်းမျိုးကြောင့် live စနဲ့တိုးသွားခဲ့တယ်ပေါ့နော်နောက်ဘလုံးရာသီရောက်တဲ့ ဲ့အခါကျရင်တနည်းအားဖြင့်အခုလာမယ့်နေရာတိပြောင်းရွှေ့ကာလရောက်ရင်သူပြောင်းရွှေ့ခြင်းတဲ့အတင်ကိုပြန်ပြီးတော့ပြောင်းရွှေ့ကောင်းပြောင်းရွှေ့နိုင်လိမ့်မယ်တိုက်စစ်မူကောင်းတော်တော်များများတော့လက်ရှိချိန်မှာအာဆင်နယ်နဲ့သတင်းမှွေးနေတာလည်းဖြစ်ပါလိမ့်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့စပိန်ဘက်ကသတင်းမျိုးတစ်ခုဖြစ်တဲ့မာကာဖော်ပြထားတာပါပေါ်တူဂယ်တိုက်စစ်မှုခရစ်စတီယာနိုရိုနယ်ဒိုကအနာဆာအသင်းနဲ့စာချုပ် တတန်နှစ်နှစ်တိုးဖို့အတွက်ခဏတာဆိုင်းငံ့ထားတယ်လို့သိရပါတယ်။အဲ့တော့ဖြစ်နိုင်ဘူးလို့ပြောလို့တော့မရဘူး။ခရစ်စတီယာနိုရိုနယ်ဒိုသည်အသက်အရွယ်ဘလောက်ကြီးကြီးအောင်မြင်မှုကိုစာလောင်တဲ့ကစားသမားတစ်ယောက်၊ကိန်းကနန်းအချက်လက်တွေကိုသူအရင်အာတိတပြင်ပြတဲ့ကစားသမားတစ်ယောက်။သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်မှာအတွင်းကိုအများကြီးတွင်းအောင်မယ်။ပီလီရဲ့တွင်းကိုဂိုးတထောင်ကိုသူမှီဖို့ထကြိုးစားပါအောင်မယ်နော်။အဲ့တထောင်ထက်ကြော်ကောင်းလေကြော်သွားနိုင်တယ်။ဒီချိန်မှာပြောစရာရှိလာတာကအနာစာရဲ့အောင်မြင်မှုနောက်တမိုင်းဆင်လာ sorry bro လီမှာ အယ်နာစာထက်အဟီလီယကပို့ပြီးတော့အောင်မြင်တယ်။အဟီလီယမှာကစားသမားကောင်းတွေပို့ပြီးတော့များတယ်။ခရစ်စတီယာနိုအယ်နာစာကိုပြောင်းသွားတဲ့အချိန်ကာလတုန်းကအဲ့ဒီနောက်ကျောင်းရာသွင်းနေပါတယ်။သူတေချာစုံစမ်းလားမစုံစမ်းလားတော့မသိဘူး။ဒါပေမဲ့အဟီလီယကတော့ပို့ပြီး image လည်းကြီးတယ်။ပို့ပြီးတော့လည်းအောင်မြင်တယ်။အဲ့တော့စာအုပ်တန်းနှစ်နဲ့မတိုးသေးပဲစိုင်းငံ့ထားလို့နော်ဘယ်အသင်းကိုပြောင်းနိုင်လဲလို့ ရှိရှိဝေးတွေးနေစရာမလိုဘူး။အဲဟီလေကိုပဲကျွန်တော်ကအပြောင်းနိုင်ဆုံးလို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့အဲဟီလေ LED ဟက်အနာစာ LLE ဒီ၄သင်းလုံးကိုပိုင်တဲ့နော်ကျွန်တော်ဟိုအုံနာအတူတူပဲဗျာ။ဒါ Newcastle အသင်းကိုပိုင်တဲ့ PIF အုပ်စုကပဲပိုင်တာပါ။အဲ့အတွက်ကြောင့် Cristiano အနေနဲ့သတ်မှတ်ထားတဲ့လောက်ခပမာဏအတိုင်းရမယ်ဆိုရင်အရင်တော့ကလည်းဒီအဲဟီလေနဲ့တရင်တွေထွက်ခဲ့ဘူး။အဲဟီလေကိုပြောင်းရွှေ့ဖို့ဆိုတာအဲ့လောက်ထိမခက်ခဲဘူးလို့တော့ယူဆပါတယ်။ Cristiano Ronaldo စာအုပ်တံဒါဆိုင်းငံ့တဲ့တခြားသောအကြောင်းအရာ True True မရှိဘူးလို့တော့ကျွန်တော် ော်ထင်တယ်။အန်နာဆာအနေနဲ့လည်းသူတောင်းတဲ့ပမာဏကိုပေးနိုင်တယ်။ရှေ့မှာလည်းဘောလုံးရသည်တွေဖြတ်သန်းခဲ့ပြီးအဓိကပြဿနာကသူ့ရဲ့ twin go ဆာလောင်မှုအောင်မြင်မှုဆာလောင်မှုကိုအန်နာဆာတက်ဆိုင်အဲဟီလေကပို့ပြီးတော့မလုံးပေးနေနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျဒီသတင်းကလည်း Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းနှစ်နာကတော့ Sky Sports ကဖြစ်ပါတယ်ခင်ဗျ Man United အသင်းဟာတိုက်စစ်ပြတ်မှတ်ကစားသမားတွေအများကြီးရည်ရွယ်ထားပါတယ်ဘယ်သူတွေလဲဆိုတော့ Cameron တိုက်စစ်မှု Brian Ambumo ဘုံမောက်အသင်းရဲ့ Ghana တိုက်စစ်မှု Anthony Seminho Wolf အသင်းရဲ့ Matthias Cunha နဲ့ Ipswich Town ဟာ Leon Delap တို့ဖြစ်ပါတယ်။ဒီကစားသမား၄ယောက်ထဲမှာ၃ယောက်နဲ့ကတော့ United သတင်းတောက်လျှောက်ထွက်ခဲ့တယ်ပေါ့နော်။ Seminho ကတော့ဒါအခုမှထွက်လာတဲ့သတင်းဖြစ်ပါတယ်။ဒီထဲမှာ United အသင်းကိုရောက်ဖို့အနည်းဆက်ဆုံးအခြေအနေရှိနေတဲ့ကစားသမားကတော့ Matthias Cunha ပါ။အဲ့တော့ United အနေနဲ့ဒီကစားသမား၄ယောက်ထဲမှာ ပြောင်းရွှေ့ခြင်းအများဆုံးသုံးပြီးခေါ်ရမယ့်ပလေယာကလည်းမာဒီယက်စ်ခူညာခူညာကလည်းမန်ချက်စတာယူနိုက်တက်ကိုအပြောင်းအကျဉ်ဆုံးပလေယာတစ်ယောက်ဖြစ်တယ်။ကြံတဲ့ပလေယာတွေကတော့ယူနိုက်တက်ကိုပြောင်းခြင်းမပြောင်းခြင်းတော့မသိဘူး။ဒါပေမဲ့ဇီးနှုန်းအနေထားအဖြစ်ကတော့မာဒီယက်စ်ခူညာကတော့အများဆုံးသို့တော့ပြဿနာတစ်ခုကယူနိုက်တက်တင်းသည် income and sustainability rules ကိုကိုက်ညီဖို့အတွက် အသင်းရဲ့တိုက်စစ်ကစားသမားတွေဒါမှမဟုတ်လေ balance ဖြစ်ဖို့အတွက်တချို့သောနေရာကစားသမားတွေကိုရှင်းထုတ်ရဖို့ရှိတယ်။အဲ့အတွက်ကြောင့်ဒီတိုက်စစ်ကစားသမား၄ယောက်ထဲမှာအသေးချာဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Matthias Kunya ကိုပဲဦးစားပေးခေါ်နိုင်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲ။ဗီဒီယိုလေးဒီမှာနားကွင်းပြပါခင်ဗျာ။